မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 19ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ကြိုက်ထီးအိုဇီရီတော်ကိုလာရောက်ပြီးတော့ဖျားဖူးတဲ့ပြူစောတိခေါင်းဆောင်နိုင်မင်းနဲ့အဖွဲ့ကိုပြီးခဲ့တဲ့ April 15ရက်နေ့ကတောင်ချေမှာရှိတဲ့စားတောက်ဆိုင်တစ်ခုမှာတော်လိုင်းတပ်ဖွဲ့များကဖမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အဲ့ဒီပြူစောတိအဖွဲ့နဲ့မိသားစုဝင်များကိုဖမ်းဆီးစစ်ဆေးပြီးတဲ့နောက်ပြူစောတိခေါင်းဆောင်နိုင်မင်းနဲ့အဖွဲ့ဝင်များဖြစ်တဲ့မဲကြီးမင်းမော်ဦးကြော့ကြော့ဦးတိန့်ထင်းနဲ့နိုင်မင်းရဲ့ဇနီးဖြစ်သူရမင်းတို့၅ဦးကိုဆက်လက်ဖမ်းဆီးထားပြီးတော့ကျန်တဲ့သူတွေကိုအေပီလာ၁၈ရက်နေ့မှာပြန်လည်လွတ်ပေးလိုက်တယ်လို့သိရပါတယ်။ကျန်ရှိတဲ့ဖမ်းဆီးခံထားရတဲ့ပြူစောတိအဖွဲ့ဝင်များကိုစစ်ဆေးချက်များအရ၎င်းတို့ဟာ နောက်လေးပဲအခြေဆိုင်ခမရ20တပ်ရင်းနဲ့ပူးပေါင်းကဒေသခံများကို မိရှို့တက်ဖြတ်ခြင်းအလောင်းဖြောက်ခြင်းမြို့နယ်စီမံကောင်းစီဘုံမှုနေလင်းဆိုသူနဲ့ပူးပေါင်းပြီးတော့လူငယ်များကိုစစ်မှုထမ်းရန်ဖမ်းဆီးကခမရ440တပ်ရင်းကိုပို့ဆောင်ခြင်းများကိုပြုလုပ်ခဲ့တယ်လို့သိရပါဗါးအခုဖြစ်စဉ်ကိုတော်လန်ပြည်သူတွေထံမှပွင့်ပွဲလင်းလင်းချပြမှာဖြစ်ပါတယ်ကြီးမားတဲ့ပြစ်မှုတွေတော်တော်လေးကိုကျွလွန်ထားပါတယ်စစ်ကောင်စီရဲ့လော်ဘီသတင်းတွေကဝါရဖြန့်တယ်လို့မျိုး ဖျားဖူးတဲ့ပြည်သူတွေကိုအကြောင်းမဲ့ဖမ်းဆီးလာမျိုးကျွန်တော်တို့တွေဘယ်တော့မှမလုပ်ပါဘူးကျွန်တော်တို့ကမတိကြမသေးကြပဲနဲ့ဘာမှမလုပ်ဘူး သူတို့တောက်စားမူယူပြီးတော့ရေကူးနေတဲ့အချိန်ကျမှဂရက်ချောင်းမှဖမ်းလာတာပါဖျားဖူးတဲ့အချိန်မှဖမ်းတာမဟုတ်ပါဘူးလို့တထုံခရိုင် PDF တာဝန်ရှိသူတို့ဖြစ်တဲ့ကိုအေးမင်းထွန်းကရှင်းပြထားပါတယ်ညောင်လေးပင်မြို့နယ်ဘက်ကနေပြီးတော့ခွင့်ယူကစိုက်ထီယိုကိုလာရောက်တဲ့ပြူစောတီအဖွဲ့နဲ့မိသားစုဝင်အယောက်40ကျော်ကိုစိုက်ထီယိုတောင်ချေမှာရှိတဲ့ကင်မွန်ချောင်းချေးရွာဂရက်ချောင်းမှာအရက်သေးစားတောက်စားနေကြတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီဘက်ကလည်းဖျားဖူးလာတဲ့ပြည်သူ48ဦးကိုတော်လိုင်းတပ်ဖွဲ့များကဖမ်းဆီးသွားတဲ့အတွက်တရားဥ တ်တွေနဲ့အညီအရေးယူမှဖြစ်ပြီးလုံးကျုံရေးပြကိုလည်းတုံးပြန်ထားမှာဖြစ်တယ်လို့၎င်းတို့ရဲ့လက်အောက်ခံ lobby သတင်းမီဒီယာများကနေတဆင့်ထုတ်ပြန်ပြောဆိုထားပါတယ်။ပြူစောတီတွေရဲ့မိသားစုဝင်တွေကိုဖမ်းဆီးရခြင်းဟာလုံးကျုံရေးအခြေအနေအရသာဖြစ်ပြီးတော့ဖမ်းဆီးထားတဲ့အချိန်မှလည်းကောင်းမွန်စွာကြွေးမွေးထားပြီးတော့အခုဖြစ်စဉ်အသေးစိတ်ကိုလည်းထပ်မံပြီးတော့ထုတ်ပြန်သွားမှာဖြစ်တယ်လို့တော်လိုင်းရဲ့အဖွဲ့များကအတိအပြေပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြဝတီမြို့နယ် KNU တပ်မဟာခွနဲ့နယ်မြေအတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့မော်ဖားတူးစစ်စခန်းကို KNLA ဥဆောင်တဲ့တော်လိုင်းတပ်များကတိုက်ခိုက်နေတဲ့အတွက်ရွာသား235ဦးကထိုင်းနိုင်ငံဘက်ချမ်းကိုထွက်ပြေးတိမ်းရှောင်လာရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစတင်ပြီးတော့ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်အပိုင်းမော်ဖားတူးကျေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်စခန်းခုံးကို KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲဖြစ်နေတဲ့အတွက်ကြောင့်ဒေသခံများဟာထိုင်းနိုင်ငံဘက်ချမ်းက မဲလမက်မြို့နယ်ဝိုင်းပလာကောင်ထိုင်းကျေးရွာဘက်ကိုတိမ်းရှောင်လာရတယ်လို့သိရပါဗျ။စစ်ပေးဆောင်အရေအတွက်215ဦးရှိပြီးတော့ထိုင်းအာဏာပိုင်များကစောင့်ရှောက်ပေးထားတယ်လို့သိရပါဗျ။အခုတိုက်ပွဲဖြစ်နေတဲ့မော်ဖားသူရွာကမြဝရီမြို့နယ်ကိုကိုချင်းနယ်အုပ်စုဝင်ရွာပေါ့။ KNU တပ်မဟာ9ရဲ့ဂွင်ပေါ့။ထိုင်းမြန်မာနယ်စပ်မြင်းနဲ့2ကီလိုမီတာအကွာပဲဝေးတယ်လေထိုင်းစစ်တပ်ကအသင့်ဆောင်ပြီးတော့ကင်းပတ်နေပါတယ်မော်ဖားသူစခန်းကိုတိုက်နေကြတော့ရွာသားတွေမှာကြာ39ဦးမ82ဦး ကလေးအရေအတွက်ကကြား53ဦးနောက်ထပ်စီရင်ကမ52ဦးစုစုပေါင်း215ဦးထွက်ပြေးလာတော့တာကက်စစ်တပ်ဗျူဟာမှုနဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တွေက မောက်ခလာကူဒိဘက်ကနေပြီးတော့ဝေပလာကွန်ရွာဘက်တွေမှာနေရာရွှေ့ပြီးတော့ထိုင်းဘက်ကနေရာချထားပြီးတော့စောင့်ရှောက်ထားပါတယ်လို့ထိုင်းမြန်မာနယ်စပ်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်လက်ရှိချိန်ထိတိုက်ပွဲဟာဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီးတော့ KNL ဥဆောင်တဲ့တော်လိုင်းတပ်များကအသာစီးရရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်နေပြည်ဖေကုံမြို့နယ်မိုးပြင်းမြို့ကိုထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်သားများကိုခုခံတိုက်ခိုက်ရာစစ်သား15ဦးထက်မနည်းသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ April 19ရက်နေ့မနက်9:00နာရီခန့်အချိန်မှာမိုးပြင်းမြို့တွင်းကိုအင်အားတရာခန့်နဲ့ထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ၄နှစ်နဲ့တပ်ရင်းကတပ်သားများကိုတော်လိုင်းပူပေါက်တပ်ဖွဲ့ကခုခံတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲအပြင် ဒရုန်းများပါအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား15ဦးထက်မနည်းအပြင်းထန်ဒဏ်ရာရရှိကောင် အထိနာပြီးတော့ခမရ၄နှစ်နဲ့တိုက်ရင်ကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်တိုက်ပွဲကတော်တော်လေးကိုပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပါတယ်မနက်၈နာရီလောက်မှာစစ်ခွေးတွေပြန်ပြီးတော့ဆုတ်ခွာသွားတာပါအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲက၂နာရီကြော်ကြော်လောက်ကြာခဲ့ပါတယ်နယ်မြေရှင်းလေးတော့မလုပ်ရသေးတော့တင်းဆုံးတဲ့အရေးအတွက်ကတော့အတိအကျမသိရသေးပါဘူးလောလောဆယ်တော့လေရင်နဲ့လဲလာပြီးတော့ဘုံတွေကျဲနေတယ်အသေးစိတ်တော့မသိရသေးဘူးလို့ရှမ်းတောင်စစ်ဒေသခွဲအမှတ်၁ဘျူဟာ PDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကသတင်းပေးပို့ပြောကြားထားပါတယ် အခုလိုမျိုးခုခံတိုက်ခိုက်မှုကိုရှမ်းကယင်းနီစစ်တိုင်းဒေသရှမ်းတောင်စစ်ဒေသခွဲအမှတ်၁ဘူဟာကယင်းနီအမျိုးသားကာကွယ်ရေးတပ် KNDF နဲ့အခြားသောမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်နှုတ်ဒဏ်ရာရရှိကဂျမ်းမာမိပြီးတော့ drone တစ်စီးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်ပြစီဆုံးရှုံးခဲ့ရတဲ့အမတ်တဘူဟာရဲ့ drone ကိုအမြန်ဆုံးပြန်လဲဝေယူနိုင်ရန်အတွက်ပြည်တွင်းပြည်ပမှာရှိတဲ့ထောက်ပို့မိဘပြည်သူများအနေနဲ့ဝိုင်းဝန်းပြီးတော့ကုညီပံ့ပိုးပေးကြပါရနဲ့ ်အချိန်မရွေးတိုက်ပွဲထပ်မံဖြစ်ပွားလာနိုင်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့မိုးပြင်းမြို့ကိုဖြတ်တန်းသွားလာလိုပါကမြေပြင်အခြေအနေကိုစုံစမ်းမေးမြန်းပြီးမှသာလျှင်ဖြတ်တန်းသွားလာကြပါရန်တိုက်တွန်းမြစ်တာရက်ခံထားကြောင်းတရင်ရရှိပါれခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ်အရေးကြီးတဲ့ရင်ကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရေးထွက်ရွာဓာတ်စီဆိုင်ကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွာအသက်၃နှစ်နဲ့၂နှစ်ကျော်အရွယ်ကလေးငယ်၂ဦးအပါအဝင်ပြည်သူ၃၃ဦးတိတ်ဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူအယောက်၂၀ကျော်ရှိက သေဆုံးမှုတွေဒီထက်ပိုပြီးတော့များပြားနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ AP လ19ရက်နေ့မွန်းလွဲ7:30မိနစ်ခန့်မှာတပိတ်ချင်းမြို့နယ်ရေရွက်ရွာဓာတ်စီဆိုင်ကိုအချက်မဲ့စစ်တပ်က Jet Fighter နဲ့ဘုံနှလုံးကျဲချတိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။အချက်မဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုအတွင်းမှာဓာတ်စီဆိုင်မီးလောင်ပြာကျခဲ့ရပြီးတော့ပောက်ကွဲမှုဖြစ်ပွားကအသက်3နှစ်နဲ့2နှစ်ကျော်အရွယ်ကလေးငယ်နှစ်ဦးအပါအဝင်ပြည်သူ73ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူအယောက်20ကျော်ရှိတယ်လို့သိရပါဗျ။ ထိခိုက်ဒဏ်ရတဲ့သူတွေထဲမှာအသက်အန္တရာယ်ဆိုရင်ရတဲ့သူတွေပါဝင်ပြီးတော့တေဆုံးမှုတွေပုံပုံများပြားလာနိုင်တယ်လို့သိရပါဗျ။ ဓာတ်ဆီဆိုင်ကိုဘုံကျဲတာဆိုတော့လမ်းဘေးလူစီကားတဲ့နေရာဖြစ်နေတဲ့အတွက်အခုချိန်ထိကိုတေဆုံးတဲ့သူက73ဦးပေါ့ဒဏ်ရာရတဲ့သူတွေထဲမှာလည်းအတန်အရေးစိုးရင်ရတဲ့သူတွေပါပါတယ်တချို့ကလမ်းမှာပဲကွယ်လွန်သွားတာတွေရှိတယ်တေဆုံးတဲ့ထဲမှာကလေးနှစ်ဦးလည်းပါဝင်တယ်လို့ကြားတယ်ကလေးနှစ်ဦးရဲ့ရုပ်လောင်းတွေကတော့ပျောက်ဆုံးနေပါတယ်ကျွန်တော်တို့တပိတ်ချင်းမြို့နယ်ထဲမှာလေကြောင်းတိုက်ခိုက်ခံရတာဒါနဲ့ဆို10ချိန်ရှိနေပါပြီတကြံအကျိုးနည်းကစပြီးတော့ဒီနေ့အချိန်ထိပေါ့သူတို့ကျဲချတဲ့10ချိန်လုံးမှာကျွန်တော်တို့တော်လိုင်းရဲဘော်တွေထိခိုက်တာမရှိပါဘူး ပြည်သူတွေပဲထိခိုက်တိတ်ဆုံးနေတယ်ဆိုတော့ကျွန်တော်တို့ရဲ့အရက်သားပြည်သူတွေကိုဘာလို့အခုလိုမျိုးရရဆက်ဆက်တိုက်ခိုက်နေရလဲဆိုတာကိုစစ်ကောင်စီကိုမေးခွန်းထုတ်ချင်ပါတယ်မြေပြင်မှာဒါတွေကိုမြင်နေရတဲ့အတွက်ရဲဘော်တွေအားလုံးလုံးဝမခံစားနိုင်တော့ပါဘူးလို့တပိတ်ချင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖတာဝန်ခံနဂနီကပြောကြားထားပါတယ်မနေ့ကအေပီလာ၁၈ရက်နေ့ကမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လက်ကျရွာနဲ့ရေထွက်ကျေးရွာကိုစစ်တပ်ကလေယာဉ်နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ၃၃ဦးသေဆုံးက၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းဝက်လက်မြို့နယ်မှာပြည်သူများလိုက်ပါလာတဲ့ဆက်လီတစည်းကိုစစ်တပ်ကပစ်ခတ်ခြင်းကြောင့်ပြည်သူတအုပ်တိမ်ဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဧပြီလ18ရက်နေ့မနက်7:18မိနစ်ခန့်အချိန်မှာဝက်လက်မြို့နယ်ရှိမကကြေးရွာကအကြမ်းဖက်စစ်တပ်ကဝေးမာတကြားတန်ခွန်ကိုတနက်နဲ့ပစ်ဖောက်ပြီးတော့ကန့်ကတ်ခိုင်းတဲ့အချိန်မှာတန်ခွန်အနီးမှာကပ်ပါလာတဲ့ဆက်လီတစည်းကိုကြီးစံထိမှန်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်မော်တော်ယာဉ်ပေါ်မှာလိုက်ပါလာတဲ့မရီယာမြို့နယ်ရှင်လကြေးရွာက အသက်32နှစ်အရွယ်အမျိုးသားတဦးတိတ်ဆုံးကအသက်28နှစ်အရွယ်အမျိုးသားတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။တကြားတန်ကုန်ကိုစစ်ခွေးတွေကတနက်နေ့ပြစ်ဖောက်ပြီးတော့တားတာကနေတန်ကုန်နဲ့ကပ်ပြီးပါလာတဲ့မော်တော်ကိုကြီးစံထိမှန်ပြီးပြည်သူတဦးတိတ်ဆုံးသွားတယ်လို့ပြည်ဦးလွင်ခရိုင်ပကဖကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်တဲကနေရအနှံ့ကိုဒီနေ့ဧပြီလ16ရက်နေ့မနက်3နာရီခန့်ကအာနာတိတ်အကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပြီးတော့ဘုံအလုံးကြီး10လုံးကျော်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်သူများအိမ်မောကြနေတဲ့အချိန်မှာအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူများထွက်ပြေးချိန်မရလိုက်ပဲ အရသာပြည်သူတအုပ်ထက်မနေတေဆုံးပြီးအယောက်20ကျော်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျာ။ကြောက်တော်မြို့နယ်တွေကနေရာ၃ခုကိုအကြမ်းမဲ့ဆက်တက်က၄ချိန်ထက်မနေဘုံအလုံးကြီး၁၀လုံးကျော်နဲ့လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ကြောက်တော်ဒေသကပြည်သူတို့ကသတင်းပေးဖို့ပြောကြားထားပါဗျာ။လူတွေအကုန်လုံးအိမ်မောကြနေတဲ့အချိန်မှာစစ်တပ်ကဘုံလာကျဲတာပါပြည်တော်သားမျိုးတဲ့နဲ့စေုံကြီးအနည်းကိုကြောက်ရောက်ပောက်ခွဲပါတယ်ကနအုပ်တီထားရတာကတော့တအုပ်ထက်မနေသေးဆုံးတယ်အယောက်20ကျော်တန်းရရတယ် အားလုံးကအရက်သားတွေဖြစ်ပါတယ်လောလောဆယ်နာမည်စီးရင်အတိအကျသိရဖို့အတွက်စုံစမ်းနေပါတယ်စစ်ကောင်စီကကြောက်တော်မျိုးတစ်ခုလုံးကိုဖျက်ချပြီးတော့ဘုံတွေကျဲသွားတာပါလို့၎င်းကရှင်းပြထားပါတယ်အခုထိခိုက်သေးဆုံးသူများထဲမှာလူငယ်ကလေးငယ်များလည်းပါဝင်ပြီးတော့ဆက်သွယ်ရေးအခက်အခဲကြောင့်အသေးစိတ်အခြေအနေတွေကိုတော့မသိရသေးဘူးလို့ပြောပါတယ်နောက်ထပ်ကြောက်တော်ဒေသခံတအူးက တိုက်ပွဲဖြစ်နေတာလည်းမဟုတ်ဘူးဗျစစ်ရေးနဲ့စိုင်းတာလည်းဘာတခုမှမရှိဘူးလူတွေအိတ်နေတဲ့အချိန်မှာတတ်တက်ကြီးကိုဘုံကျက်တိုက်ခိုက်ခဲ့တာစစ်ကောင်စီကပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိတတ်ဖြတ်တာဖြစ်ပါတယ်ဒါကစစ်ရာဇဝတ်မှုကျူးလွန်နေဆိုတာထက်ကိုပိုသွားပါပြီလူသားမျိုးနွယ်မျိုးတုံးအောင်လို့တတ်ဖြတ်နေတာဖြစ်ပါတယ်အကြမ်းဖက်စစ်ကောင်စီအုပ်စုတစ်ခုလုံးကို အများဆုံးတိတိယောက်ယောက်ရေးယူဖို့လိုအပ်နေပါပြီလို့ပြောပြထားပါဗျ။ကြောက်တော်မျိုးတဲကိုအာနာသိန်းစစ်ကောင်စီကဒကြံအကြုံနဲ့အေပီလာ73ရက်နေမှာလဲဂျက်ဖိုင်တာနဲ့လေးချောင်းကနေဘုံကျဲတက်ခတ်ခဲ့ပြီးအမျိုးသားတုံးဦးဒဏ်ရာရရှိကနေအိမ်၅လုံးပြစီခဲ့ရာကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆင်အာနာရှင်ဆက်နဲ့စိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ